ားလုံးပဲမင်္ဂလာပါဒီနေ့ဧပြီလ22ရက်နေ့မှာတော့မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်မှာဆိုလို့ရှိရင်ပုံကျဲတယ်အဲ့ဒီမှာဆိုတော့၅ချိန်ပုံကျဲတဲ့ခါကျတော့အရောက်ပေါင်း40ထက်မိနစ်တည်ဆုံးနေဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီသပိတ်ချင်းမှာလည်းတော်တော်ကိုဒီကျေပြည့်စုံမှုတွေရှိတယ်မလာကပုံ၅ချိန်ကျဲတယ်နော်အဲ့ဒါကပြစ်ခတ်ရစရဲ့ကာလမှာပြစ်တဲ့အရာတွေဖြစ်တယ်ဆိုတော့လူပေါင်း40ထက်မိနစ်တည်ဆုံးနေဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ပုတ် Francis ပေါ့နော်သူရဲ့နာမည်ပြည့်စုံဆိုလို့ရှိရင်တော့ Mexico လို့ဆိုလို့ရှိရင်တော့ Francisco เนาะ Francisco လို့ခေါ်တယ်ဒါပေမဲ့အခုအများကြီးတုံးတာကတော့လူအများတွေတုံးတာကတော့ Francis လို့တုံးတယ်ဒါပေမဲ့သူရဲ့အသက်ကတော့88နှစ်88နှစ်မှာဆိုလို့ရှိရင်သူကဒီလေဖြတ်ယောဂါတို့နှလုံးယောဂါတို့စသဖြင့်အဲ့လိုမျိုးဖြစ်တယ်လုံးဝကုလို့မရတဲ့ယောဂါမျိုးတွေအသက်ကလည်း88နှစ်ဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ဒီအသက်ကလည်းရလာပြီဆိုတဲ့ခါကျတော့သူက ဒီ Easter Sunday မှာဆိုလို့ရှိရင်နောက်ဆုံးမိခွန်နောက်ဆုံးဝတ်ပြုခြင်းအစီအစဉ်နောက်ဆုံးဆုတောင်းခြင်းအစီအစဉ်တစ်ခုကိုသူလုပ်တယ်။လုပ်ပြီးတဲ့နောက်ပိုင်းမှာနောက်တရက်နေ့မှာပဲကျွန်တော်တို့ဒီကိုယ်လင်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့သတင်းမီဒီယာထဲမှာဟိုလင်းတကြောဒီနေ့ကပတ်သတင်းမီဒီယာမှာရောဒီမြန်မာသတင်းမီဒီယာမှာရောအခုဒီမှာဆိုလို့ရှိရင်တော့ TV မှာဆိုလို့ရှိရင်တနေ့ကုန်လာတယ်။နောက်တနေ့ကုန်လာတယ်သူအကြောင်းကိုထက်က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 လာတယ်။ဆိုတော့တကပါလုံးမှနေပြီးတော့ဒီ ဝန်ကြီးချက်အထိမ်းအမှတ်တွေအယူကြီးကလည်းပို့တာတွေ့ရတယ်ဆက်ကဆက်ကလည်းပို့တာပေါ့တွေ့ရတယ်နိုင်ငံတကာတွေကလည်းတော်တော်ကိုပို့တာတွေ့ရတယ်နော်ဆိုတော့သူ့ရဲ့ဒေသမှုသူ့ရဲ့ကိုလင်ချင်းဟာဆိုလို့ရှိရင်တော့ကပါတွဲမှာတကိတ်ကောင်းစီပိုင်းအနေနဲ့ကျွန်တော်တို့ပါတာတွေ့ရတယ်နောက်ဆက်တွဲကသူ့ရဲ့နေရာမှာပို့ရဟန်းမင်းကြီးတယောက်ကိုရွေးရတယ်ဆိုတော့အခုစကားတင်နော်ဆင်းကရောက်ကိုရွေးလိုက်တယ်ရွေးလိုက်တဲ့အထက်မှာခုမြန်မာနိုင်ငံကချားဖို့နော်ကာတီနန်ချားဖို့ဆိုတာ2015ခုနှစ်မှာဒီအာရှတိုက်မှာဆိုလို့ရှိရင်တော့ဒီဖုန်ကြီး အတိုင်းဝိုင်းမှာဆိုလို့ရှိရင်တော့သူကတော့အုပ်ထားပဲနော်သူကတော့အုပ်ထားပဲဒီအာရှတာတတိုင်းလုံးမှာဆိုတော့အသက်အတာ85နှစ်ရှိပြီသူကလည်းဒီစကားတင်စင်ကရောက်ဖြစ်မှာပါဝင်နေဆိုတဲ့တတင်းကလည်းဒီနေ့ထပ်ပြီးတော့ထွက်လာတယ်ဆိုတော့ကျွန်တော်ရဲ့ဒီစိတ်ထက်မှာတစ်ခုပေါ်လာတာကတော့ဒီစင်ကရောက်စကားတင်ထက်မှာတော့ပါနိုင်တယ်ဒါပေမဲ့တယောက်ဖြစ်နေသူအရွေးခံဖို့တော့ကျွန်တော်စိတ်ထက်မှာအလိုလိုဖြစ်လာတာပါနော်အဲ့ဒါကတော့မဖြစ်နိုင်ဘူးလို့တော့ထင်တာပဲဟုတ်လားမဟုတ်လားဆိုတာကိုကျွန်တော်တို့ရွေးတဲ့အခါမှာကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ကျွန်တော်စိတ်ထက်မှာတော့မဖြစ်နိုင်ဘူး နော်သူကတော့အသက်85နှစ်ရှိပြီဆိုတော့2015နှစ်မှာ2015မှာကျတော့သူရဲ့ဒီအချက်တက်တဲ့တိုင်းလုံးမှာသူကလည်းအုတ်ထဖြစ်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့စကစကမြင်ကလေးချောင်းဒီအပြစ်ခတ်ရစေတဲ့စနစ်တရက်နောက်21ရက်အပြစ်ခတ်ရစေတဲ့ဆိုတော့ထပ်ပြီးတော့ဒီနေ့ထုတ်ပြန်တယ်အတားကပါလဲဆိုလို့ရှိရင်တော့အပြစ်ခတ်ရစေရင်ဧပြီလတလလုံးအထိသူရွှေ့လိုက်တယ်။နော်အဲ့ဒီထက်မှပဲကျွန်တော်တို့အပြစ်ခတ်ရတယ်လို့သာပြောတာပုံကျဲတာနော်။အဲ့ဒီမှာလူပေါင်းဘလောက်သေးသွားလဲဆိုလို့ချစ်တရား60သေးတယ်။ သူအပြစ်ခရရစေတဲ့ဆိုတော့နောက်ပိုင်းမှာမြင်ကလေးပြီးတဲ့နောက်ပိုင်းမှာသူအပြစ်ခရရစေတယ်နော် အဲ့ဒီမှာ21ရက်21ရက်နေပြီးတော့အခုကနေပြီးတော့ April တစ်လလုံးပြခရဆေးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဒီစက်ချားမှလည်းကျွန်တော်တို့တွေ့ရနိုင်မယ်နော်တော်တော်ကိုလှုပ်လှုပ်ခတ်ခတ်ကိုကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ငင်းချမ်းရေးဆွေးနွေးပွဲတွေလုပ်တယ်ပါတယ်ညာတယ်နော် NUG နဲ့သူတို့ဆွေးနွေးတယ်ဆိုတဲ့ online မှာ follow ရိုက်နေတယ် follow ရိုက်နေတယ်နော်တကယ်ဒီမပြုတ်နိုင်တဲ့တည်င်းတွေတော်တော်ထွက်နေတယ်ဆိုတော့အဲ့ဒါကဒီ time မှာဒီ Malaysia ဝန်ကြီးချုပ်နဲ့ကျွန်တော်တို့ဒီ NUG ရဲ့ဝန်ကြီးနဲ့ နော်ဝင်ကြီးချုံနဲ့တွေ့တယ်ပြီးလို့ရှိရင်တော့စကဆန်နဲ့တွေ့တယ်အဲ့ဒီနောက်ပိုင်းမှာကြက်တွေအတော်တော်ရိုက်လာတယ်နော်ကတော်ရိုက်လာတယ်တတိထားမဲ့အခြေအနေမျိုးမှာတော်တော်ကိုတွေ့နေရတယ်ဆိုတော့ နော်ဒီ April လလလုံးသူကပြစ်ခတ်ရစေတယ်သူပြစ်ခတ်ရစေတဲ့ခါကျတော့တခြားလူတွေလည်းပြစ်ခတ်မရစေလို့ရှိရင်သူတို့စီမှာခေါင်းပုံကြတော့မယ်ဆိုတော့အဲ့ဒါနဲ့ဖြစ်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 နဲ့ကျွန်တော်တို့ညီချမ်းရေးကိုနော်ဆွေးခေါ်သွားမယ်ပုံစံမျိုးလို့ကျွန်တော်တို့တွေ့ရတယ်နော်ဒီနေရာမှာကြည့်လိုက်ဆိုတော့ကျွန်တော်တို့ဒီမအလာကပထမဆုံးနဲ့စစ်တီးရပြရတယ်ရတဲ့ခါကျတော့တန်ရပါလက်နဲ့ကနေအလုံးကောင်းဝုန်းခဲလိုက်ပြီးတော့ကျွန်တော်တို့ညီချမ်းရေးယူကြတယ်ဆိုတော့အခုမအလာကထပ်ပြီးတော့တိုးတယ်ဆိုတော့ဒီဘက်ကလက်နဲ့ကနေအဖွဲတွေကသူတို့ညီချမ်းရေးယူလာမယူဘူးလား ဆိုတာတော့ကျွန်တော်တို့တွေ့ရမယ်เนาะတကယ်တော့မယူဘူးဆိုပြန်တော့လည်းမအလားကမယူဘူးဆိုလို့ချင်းနိုင်ငံတကာကမအလားကတော့ညီချမ်းရဲကိုခေါ်ဖိတ်နေတဲ့သူတို့ကတော့ April 30ရက်နေ့အထိเนาะပြစ်ခတ်ရဲစေမုံလုပ်တယ်ဒီဖက်ဒေါ်လာရဖွဲ့တွေကမလိုဘူးစသဖြင့်เนาะအဲ့လိုမျိုးညီချမ်းရဲကိုဖျက်လို့ဖျက်စီးလုပ်ချင်တဲ့အပေါ်မျိုးလို့ကျွန်တော်တို့တွေ့ရတွေ့ရတဲ့စသဖြင့်နိုင်ငံတကာကဝေဖန်မှုတွေတိုးလာနိုင်တယ်เนาะဒီဟာကကျွန်တော်မြင်တာတော့မအလားကတိုးတယ် နော်ဒီဖက်ကလည်း like တော့မယ်ပုံဖြစ်နေတယ်နော်အဲ့လိုမျိုးအခြေအနေမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ကျွန်တော်သုံးသတ်တာပေါ့နော်ဆိုတော့ဘလို့ဖြစ်လာမလဲကြည့်လိုက်ဒီ April တလအပြည့်အပြည့်ခတ်ရက်စလို့တကယ်တမ်းညချမ်းရေးစကားဆွေးနွေးဝိုင်းထဲမှာပို့ပြီးတော့အခြေအနေကောင်းလာတယ်ဆိုလို့ရှိရင်သူထပ်တော့ဒီ April လာပြီလို့ရှိရင်ထပ်ပြီးတော့သူထပ်ကျင်ညာလိမ့်မယ်နော်အဲ့ဒါကတော့လမ်းစာတကယ်တမ်းဒီလမ်းစာအဲ့ဒီဖက်မှာသွားတယ်ဆိုလို့ရှိရင်တော့ကြည့်လိုက်ဒီ April တလလုံးကျင်ညာမယ်ကျင်ညာလို့သူတို့အခြေအနေတွေကောင်းနေတယ်ဆိုရင်ထပ်ပြီးတော့သူတို့ကျင်ညာလိမ့်မယ် အဲအဲ့လိုမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့ဒီဖက်မှာကင်းရင်ပင်နေဖက်မှာဆိုလို့ရှိရင်တော့ဒီ ठी ထပြူဟာကုန်းကိုတင်ပိုက်ရရှိတယ်နော်တင်ပိုက်ရရှိတယ်အဲ့ဒါက KNL နဲ့ပူပေါင်းဖွဲ့တယ်ကနေပြီးတော့တိုက်တယ် ဲ့ဒီမှာသင်ပိုက်ရရှိတယ်ဆိုတော့အဲ့ဒီမှာဒီဘုံတွေအစကုန်လိုက်ချေးတယ်ဆိုတော့အဲ့ဒီမှာလူအယောက်ပေါင်း20ကျော်သေးတယ်အဲ့ဒီကရင်ပြည်နယ်မှာလူက9000အထိတင်းရှောင်နေရတယ်ဟိုဖက်ကိုပြေးနေရတယ်ခိုင်းဖက်ကိုပြေးရတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ထိထပြူဟာမူးကိုဖမ်းလို့ရတယ်ဖမ်းလို့ရတဲ့ခါကျတော့သူ့ကိုစစ်ဆေးတယ်အရှင်ဖမ်းလို့ရတယ်စစ်ဆေးတယ်စစ်ဆေးတဲ့ခါကျတော့သူကစကားခတ်မှမှလည်းပြောတယ်အဲ့ဒီစစ်ကြောရေးမှာပဲနော်အဲ့ဒီမှာသူထထုံးမဲ့ပုံစံမျိုးလိုပါတယ်အဲ့လိုမျိုးသူက တဲ့ပြုံမှုလေးတိတိရိုင်းတာလေးပေါ်လာတယ်နော်ပေါ်လာတဲ့ခါကျတော့အဲ့ဒီ view ဟာမျိုးကိုကျွန်တော်တို့ပစ်တက်လိုက်တယ်နော်ပစ်တက်လိုက်တယ်အဲ့ဒီဟာကအဲ့ဒီ view ဟာမျိုးကအရှင်ဖမ်းလို့ရတယ်စစ်စစ်တယ်စစ်စစ်တဲ့ခါကျတော့အဲ့ဒီမှာသူတို့က ပြတ်လိုက်တယ်။နောက်သူကခုခံတဲ့ပုံစံမျိုးဖြစ်လာတယ်။နောက်ဖြစ်လာတဲ့အခါကျတော့အဲ့ဒီမှာပြတ်လိုက်တယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကကျွန်တော်တို့နေပြည်တော်မှာเนาะဒီအဆောက်အဦတွေတော်တော်ဖြစ်စီတယ်။ဒါပေမဲ့တခြားလူတွေဝင်လို့မရဘူး။ဘာပဲဆိုတော့အဲ့ဒီမှာ secret အနေနဲ့သူတို့လွှတ်ဝဲထားတဲ့အဆောက်အဦတွေအများကြီးရှိတယ်။နောက်ပြည်သူလူထုတွေနောက်ဒီဒေါ်လာရဖွင့်တယ်မသိစေချင်တဲ့အချက်လက်တွေအများကြီးရှိတယ်အဲ့ဒီမှာ။ဆိုတော့အဲ့ဒါကိုနေပြီးတော့အခုနေပြည်တော်မှာရှိတဲ့ဒီဝန်ထမ်းတွေကအဲ့ဒီမှာအလုပ်လုပ်ရတယ်เนาะအဲ့ဒီမှာ9500ပေးတယ်เนาะအဲ့ဒီနေစာအဲ့ဒီမှာ9500ပေးပြီးတော့အဲ့ဒီအဆောက်အဦတွေကိုဖြိုဖျက် ျက်စီးနေတဲ့အစ်ပြရတော့ဒီပျက်စီးနေတဲ့အဆောက်အဦတွေကိုအကုန်လုံးသူတို့ဟာဆိုလို့ရှိရင်တင်ဆေးရတာပေါ့အစ်ပြရတော့ဖြူဖျက်ရတယ်ဆိုတဲ့သဘောတော့ကျွန်တော်တို့တွေ့ရတယ်။ဘာဖြစ်လို့ဆိုတော့အဲ့ဒီမှာတခြားလူတွေဝင်လို့မရဘူး။အဲ့ဒီကဝန်ထမ်းတွေကဝင်လို့ရတယ်။ဘာဖြစ်လို့ဆိုတော့လူတွေတိမှဆိုလို့လိုအပ်ချက်တွေကိုတိမှဆိုလို့နော်အဲ့လိုမျိုးအခြေအနေမျိုးကိုကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုက last show ကိစ္စပဲနော်။ last show ကိစ္စကလည်းဒီတရုတ်ကဆစ်ဆက်ပြီးတော့တရုတ်ကိုယ်တိုင်နော်အင်းချန်ရဲ့ ပြန်ပြေဖို့အတွက်ကျွန်တော်တို့ဒီမှာဆုံးချက်အဖွဲ့သူတို့ကိုယ်တိုင်ရုံထိုင်တယ်ပြီးလို့ရှိရင်ဒီနေ့တည်င်းမီဒီယာမှာတက်လာတာတခုရှိတယ်အဲ့ဒါကလာရှုံမြို့မှာဆိုလို့ရှိရင်အလန့်တစ်ခုထောက်တယ် เนาะ MD ရဲ့အလံမရှိတော့ဘူး MD ရကတော့အဲ့ဒီမှာဖင်ပိတ်ပြီးတော့ပြေးပြီသူကတော့နော်ထွက်ပြေးပြီအဲ့ဒီမှာစကားစားပဲရင်တန်းဟာဆိုလို့ရှိရင်အစီပုံးရှာနေချီတော့ဝင်တယ်เนาะနဲ့တော့မဟုတ်ဘူးအဲ့ဒီဗီဒီယိုဖိုင်ကဒီကျွန်တော်ရဲ့ channel မှာကျွန်တော်တင်ထားပေးတယ်ဆိုတော့ဒီမှာသွားချစ်လို့ရတယ်ဆိုတော့ဒီ last မြို့မှာဆိုလို့ရှိရင်အလံတစ်ခုကိုထောင်းတယ်เนาะအဲ့ဒါကိုကျွန်တော်တို့ဒီရုပ်ကလည်းပြောတယ်သူရဲ့ပြောရဲဆိုခွင့်ရှိတဲ့လူရှိတဲ့လူပေါ့နိုင်ငံခြားဝန်ကြီးဌာနကပြောရဲဆိုခွင့်ရှိတဲ့လူကမပြောလို့ဆိုတော့ ဒီလာရှုကိစ္စဆိုလို့ရှိရင်တရုတ်ကဝင်ရောက်စွန့်ဖက်တာမဟုတ်ဘူးငင်းချမ်းရေးကိုလုတ်ပေးတာဒီပြန်တော့ပူပေါင်းတာဝင်ရောက်စွန့်ဖက်တာမဟုတ်သေးဘူးတဲ့ဆိုတော့လာရှုမြို့မှာအလံတစ်ခုဖြစ်နေတယ်အခုเนาะအဲ့ဒါကိုမာလာကဒီလာရှုမြို့တဲ့ဒီထောင်ရဲ့စီမံကိန်းဆိုပြီးတော့ ဲ့လိုမျိုး page တစ်ခုကိုထောင်တယ်ထောင်ပြီးတော့အဲ့ဒီမှာကျွန်တော်တို့ align တွေအများကြီးထောင်ထားတာတွေ့ရတယ်အဲ့ဒီ post တွေအများကြီးတင်ထားတာတွေ့ရတယ်ပြီးလို့ရှိရင်တော့အဲ့ဒီ post တွေထက်မှာပါလဲဆိုတော့ချင်းတရုတ်ဝလန်ပါတယ်နော်တရုတ်ဝလန်နဲ့မြန်မာနိုင်ငံလားဒါကိုချစ်ချစ်အဖြစ်ဒီမှာလာတရုတ်ကိုလုံးလုံးကိုရောင်းလိုက်တာနော်ရောင်းလိုက်တာဆိုတော့ ဒီနေရာမှာကြားဝင်တော့ပြင်ပြတယ်ဆိုလို့ရှိရင်ဒီတရုတ်ရဲ့အလံကဘာလို့ထောင်စရာအကြောင်းရှိတယ်เนาะတကယ်ဝင်ရောက်ဆွတ်ဖတ်တာကိုကျွန်တော်တို့တွေ့ရမယ်ဒီအချင်းညာကိုကြည့်ချင်အောင်ပြတတော်ကုန်နာကြည့်စရာကောင်းတဲ့เนาะအဖြစ်ရက်တွေကိုနေတော့မအလကဖန်တီးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်သူတို့အနာရရဲ့ပြီးရောเนาะတရုတ်ကိုအကုန်လုံးပေးလိုက်တာလာရှမ်းတမျိုးလုံးကိုပေးလိုက်တယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ဘာဖြစ်ဆိုတော့ဒီ တရုတ်ကနေပြီးတော့အဲ့ဒီမှာလာပြီးတော့ထိုင်တာကိုကျွန်တော်တို့တွေ့ရတယ်အလန်တောင်ထောင်ထားသေးတယ်နော်အလန်တောင်ထောင်တယ်ဒါကတရုတ်လန်နဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အလန်အတိတ်ကတော့မြန်မာနိုင်ငံပြည်တွင်းမှာဆိုလို့ရှိရင်တရုတ်ရဲ့အလန်ကိုနေပြီးတော့လွှဲထူခွင်းကိုနေပြီးတော့မလာကပေးလိုက်ပြီဆိုတဲ့ဟာကတကယ့်နာချီစရာအဖြစ်ပြက်တွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီငင်းချမ်းရဲ့ပေါ်ဆောင်ရဲ့ဥက္ကဋ္ဌပေါ့အဲ့ဒါကရာပြည့်နော်အဲ့ဒါကဒီ NCA လမ်းကြောင်းပေါ်မှာဒီ ခေါ်တဲ့ဆရာကြီးပေါ့ညချမ်းရေးပေါ်ဆောင်ရဲ့ဥက္ကဋ္ဌရာပြေကနေပြီးတော့အဖွဲတိုင်း PDF ပါလာတယ်နော်အဲ့ဒါကို PDF ကိုနာမည်တက်ပြီးတော့နော် PDF ကိုလည်းခေါ်တဲ့ဆွေးနွေးပွဲမှာလာပါဘယ်နေရာမဆိုဆွေးနွေးမယ်ဆိုတော့ပြောတယ်အဲ့ဒီမှာနော်အခုကျွန်တော်တို့ online မှာကျွန်တော်တို့တွေ့နေမယ်နော်အဲ့ဒီတကယ်တမ်းစိုက်တဲ့နေရာမှာဆွေးနွေးမယ်လို့ပြောတော့ပြောလို့ရှိရင်တော့ဟောမှာအဂျင်တီးနားမှာလာရေးလားလို့အဲအဲ့လိုမျိုး အဲ့လိုမျိုးကြောင်းပြီးတော့အဲ့ဒီစပုတ်ဆာမျက်နှာပေါ်တွေမှာအများကြီးတွေ့ရနိုင်မယ်။အာဂျင်တီးနားကတော့သူတို့သွားရမှာမဟုတ်ဘူးလေ။အဲ့ဒါကြောင့်သူတို့ကပြောတာကခြိုက်တဲ့နေရာမှာခေါ်အဲ့ဒီပေကတော့ဒီထိုင်းတို့မလေးတို့စသဖြင့်ခြိုက်တဲ့နေရာကိုခေါ်သူတို့အဲ့ဒီမှာသွားပြီးတော့ဆွေးနွေးမယ်ဆိုတဲ့ဟာကိုပြောတာကိုကျွန်တော်တို့တွေ့ရတယ်။အဲ့ဒီပေကတော့အရင်တော့ PDF ကကျွန်တော်တို့အချမ်းဖတ်အချမ်းဖတ်လုံးဝသူတို့နဲ့ဆွေးနွေးစရာမရှိဘူးလို့နော်အာဂျာဂျာကအကြင်ကြင်ပြောခဲ့ဖို့တယ်။ ကျွန်တော်အဲ့ဒီစကားကိုပြဖြတ်ပြီးတော့အခုကတော့ PDF နဲ့ဆွေးနွေးမယ်။အဲ့ဒီစကားကကျွန်တော်တို့ဒီမလေးရှားဝန်ကြီးနဲ့ဒီ NUG ရဲ့ဝန်ကြီးချုပ်နဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာမအလာနဲ့ဒီမလေးရှားဝန်ကြီးနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာဒီစကားတွေကဆက်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 ပြီးတော့ထွက်လာတာကျွန်တော်တို့တွေ့ရလိမ့်မယ်။ဆိုတော့အခုတတိယနဲ့ထွက်နေတာက NUG နဲ့မအလာနဲ့ဆွေးနွေးနေပြီဆိုတဲ့ဟာလေးကြည်ကြည်လောင်လောင်ထွက်တဲ့အရာဖြစ်တယ်။ဒါပေမဲ့ဒီမပြုတ်နိုင်သေးဘူး။ဆိုတော့ဖြစ်နေချင်များတာကတော့အခုရံပြေးရလဲပြောပြီး ဆိုတော့မလေးရှားဝင်ကြီးရတဲ့အခြေအနေကောင်းနေလို့ပြောတယ်ဆိုတော့ဖြစ်နိုင်ဖို့များတယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်။ normal အနေနဲ့ကျွန်တော်တို့ဆွေးနွေးဖို့ရှိတယ်ပုံစံမျိုးတော့တွေ့ရတယ်။နောက်တစ်ခုကမကွေးတိုင်းစလင်းမှာဆိုလို့ရှိရင်တော့၂ရက်တိုက်ပွဲဖြစ်တယ်ဒီမှာစက္ကစအယောက်ပေါင်း20ကျော်မလခီယာဖြစ်တယ်။နောက်တစ်ခုကဘိုးတိုင်းရန်ကုန်ဖြီလမ်းမှာဆိုလို့ရှိရင်တိုက်ပွဲကြီးကြီးဖြစ်နေတယ်။အဲ့ဒီဘကိုးရုံးမှာအဆက်တွေမှာရွာတွေမှာကြီးကြီးဘုံချင်းနေတယ်ဒီမှာအလားကတော့အဲ့ဒါကိုတွေ့ရတယ်။နောက်တစ်ခုကကျွန်တော်တို့မန္တလေးတက်ကတူเนาะအဲ့ဒီပင်မ ချောင်းကြီးဟာဆိုလို့ရှိရင်ကျွန်တော်တို့ပြိုချတဲ့အနေမှာမီးလောင်တယ်မီးလောင်တဲ့ခါကျတော့အကုန်လုံးအဒီမှာဒီစာမွေးတွေဖြစ်တဲ့ချောင်းသားအယောက်ပေါင်းတော့6,954ဦးအဖြစ်လွာပေါင်း3,956,956เนาะဟာဆိုလို့ရှိရင်အကုန်လုံးပြည့်စည်သွားတယ်မိလုံးပြကြသွားတယ်အဲ့ဒါကြောင့်ပြန်ပြီးတော့ဒီနေ့စာမွေးဖြေရတယ်เนาะစာမွေးဖြေရတယ်သူတို့ပြင်ဆင်ခွင့်ကရက်ပေါင်း50ပဲရခဲ့တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုက ARD တိုင်းမှာဆိုလို့ရှိရင်ဘန်ဒေါ်ဂျီ ဲ့ဒီမှာဒီစကားဆိုင်ရဲ့စခန်းရှိတယ်နော်အဲ့ဒီစခန်းကိုနေပြီးတော့အေးနဲ့ပူပုံဖွေလေးကနေပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာအဲ့ဒီစခန်းကိုသင်ပိုင်ရရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကရှမ်းမြောက်တွန်းစင်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီချင်းလန်းကောင်စီနဲ့ဒီ zoomi ဒေါ်လာရအဖွဲ့ကနေပြီးတော့အဲ့ဒီမှာချင်းချင်းပြစ်ကြတယ်နော်အဲ့ဒါက zoomi အဖွဲ့တွေကနေပြီးတော့အဲ့ဒီမှာ ဒီ channel council ကိုသွားပြီးတော့ process နေအရောက်ပေါင်း300နဲ့ဆိုတော့အဲ့ဒီမှာ zoom ကိုအခွဲကနေပြီးတော့၄ယောက်ကြတယ်6ဦးတရားရရှိတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့အတားကတော့တကယ့်မဖြစ်တဲ့ရာတွေဖြစ်တယ်အချင်းချင်းတွေရံဖြစ်နေရတယ်ဆိုတဲ့ဟာတော့တွေ့ရတယ်နောက်တစ်ခုကရှမ်းမြောက်ဒီတောင်ခမ်းမှာလည်းကြီးကြီးတိုက်ပွဲဖြစ်နေတယ်နော်ဆိုတော့ဒီတောင်ခမ်းကလည်းကြားပြီးငါတီအန်နယ်လည်းလုံးဝသိမ်းလို့မရဘူးတီအန်နယ်လည်းကတော့ကျွန်တော်တို့ဒီ PDF တွေဖြာလို့ရှိရင်တော့ဘယ်တိုက်ပွဲမှမအောင်နိုင်ပါဘူးနော်ကျွန်တော်တို့ဒီ MD လေးလေးထုံနေလောက်ပါပဲနော်ဒီ PDF တွေဖြာလို့ပဲ တော့အောင်မြင်တာနော်အရင်တော့ကဒီအထုဒေတာ1ဆိုတာကျွန်တော်တို့2မြို့နဲ့2မြို့နဲ့လောက်ပဲရှိပါတယ်နော်4မြို့နဲ့ပေါ့ဆိုတော့အခုကဒီထိသိနိုင်လဲဆိုတာတို့ PDF တွေပါလို့အောင်မြင်မှုတွေအများကြီးရတာကိုကျွန်တော်တို့တွေ့ရမယ်အဲ့ဒါကိုအခုကတော့တို့ကတော့ခင်ကောင်းချေရတာပါနော်အဲ့ဒါတော့ကျွန်တော်ကတော့နည်းနည်းရိုင်းသွားရင်တော့နည်းနည်းခွန်လို့ပေါ့နော်အဲ့ဒါတော့မလောက်အပ်တဲ့အရာတွေဖြစ်တယ်ဆိုတော့လူတွေရဲ့အသက်တွေကိုခင်းပြီးတော့တို့အခုဒီမာလာနဲ့ပေါင်းသွားတယ်မာလာနဲ့ခွန်ဖက်သွားတယ်ဆိုတဲ့ဟာတော့တကယ်နာကြည့်မှုလို့ရှိတယ်ဆိုတော့တုန်ခတ်မာလာနဲ့အကြီးအကျယ် PL လို့ခေါ်တဲ့ ဒီ PDF တွေတစ်ဖွဲ့ရှိတယ်လေเนาะတစ်ဖွဲ့ရှိတယ်လေအတာကထိအနာနဲ့ပေါင်းပြီးတော့တိုက်တယ်ဆိုတော့ဒီမှာအစင်းဝေးတဲ့ဂျေးဂျေးဂျင်းနေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့မအလာကို ICC ကနေပြီးတော့ parent ထုတ်တော့မယ်မကြမီเนาะမကြမီအဲ့ဒါကိုနေပြီးတော့ကျွန်တော်တို့ဒီ Rohingya အရေးကိုဒီခုနကအရင်ကျင်းတဲ့တရားရုံးကမှဒီမအလာကို parent ထုတ်ဖို့အတွက်အကြည့်ကြေစူးစမ်းတဲ့ ဒီဦးထွန်းခင်တော့ဘာလို့သူတို့ပြောတယ် ICC မှာနေပြီးတော့ဒီမချခင်ထုတ်တော့မယ်သူတို့အဲ့ဒီဟာကိုနေပြီးတော့အာဂျင်တီးနားပြည်လာနဲ့ ICC ကိုသွားပြီးတော့တင်းတယ်ဆိုတော့ ICC ကနေပြီးတော့မချခင်ထုတ်တော့မယ်ဆိုတဲ့ဟာကိုသူ interview တစ်ခုမှာကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါလည်းသတင်းကောင်းပဲเนาะသတင်းကောင်းပဲဆိုတော့ဒီပေကတော့အမားလာကတော့အာဂျင်တီးနားတရားရုံးကြီးရဲ့ကင်မရာထုတ်တာလောက်မှမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့ပြပတ်ကိုအများကြီးထွက်လို့ရတယ်သူဆိုတော့အခု အာဂျင်တီးနားတရားရုံးကတော့အင်တာပိုကိုနောက်ပြီးတော့ red light red alert နေနဲ့သူတို့ပို့ထားပေးတာဖြစ်တယ်ဆိုတော့အခု ICC ကထပ်ထောက်မယ်ဆိုလို့ရှိရင်တော့ ICC ရောသူတော်တော်ကိုကြောက်တဲ့ပုံပဲဆိုတော့ချေးရအောင်ပေါ့နော်မကြခင်ဟို ICC ကနေပြီးတော့ဖန်ရထုတ်တော့မယ်ဆိုတဲ့တတင်းကောင်းကိုလည်းဒီနေ့တတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ April 22ရက်နေ့မှာတတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဒီ